ငလင်လောက်သွားတဲ့အချိန်ကမိနစ်ပိုင်းလေးအတွင်းမှာပဲအသက်အိုးအိမ်နေအများကြီးပဲဆုံးရှုံးသွားရတာတွေ့တယ်ဗောနော်အဲ့တော့ဂီးတို့ကိုယ်တိုင်သာဖြစ်ခဲ့ရင်ဂီးကိုယ်တိုင်သာဒီခံစားခဲ့ရရင်ဆိုတော့စိတ်မျိုးတွေးမိလိုက်တဲ့အခါကျရင်တကယ်လို့စိတ်မကောင်းဘူးဘာများထပ်ပြီးတော့ခံစားရအောင်မလဲဆိုတော့ခံစားချက်ကြီးနဲ့ကြောက်လန့်စိတ်ကြီးနဲ့နေနေရရဲဆိုတော့အကုန်လုံးလည်းထိတ်လန့်နေကြမယ်ဒီနေ့ Genius Crash မှာဗောနော်အတိညမလေးတယောက်က Genius Crash မှာဒီလိုမျိုးလေးအစီအစဉ်လေးရှိတယ် အဲ့တော့အဲသွားပြီးတော့ကုကူကြမလားဆိုပြီးတော့အဲ့နဲ့ရောက်လာပြတာပါရှင်ဟာမြေပြင်မစင်းပြတဲ့အခိုက်အတန့်လေးမှာဂီတို့ဟိုတိတဲ့ကျွမ်းနဲ့အဲနေရာဒေသတွေကနေပြီးတော့အကူညီတောင်းတာရရှိတဲ့အခါကျလို့ရှင်ဂီတက်နိုင်တဲ့ဘက်ကနေပြီးတော့အဲ့လိုငွေအားဖြင့်ကူညီပေးတယ်ပြီးတော့ ဟိုရေတို့အသည့်ကလေးတွေကမကြီးရေတို့တော့ဒီလိုမျိုးလေးသွားဖို့ရှိတယ်ဗောနော်ပြင်းမနာမှာသွားလူဖို့ရှိတယ်အဲအင်းလေးဘက်ကိုသွားလူဖို့ရှိတယ်တကယ်ချင်းနေအလူခံပညာရေးရှိရတဲ့ခါကျရင်ရေလူပေးဖြစ်ပါတယ်ဆင်ဟုတ်ဒီလိုဗောနော်ရေတို့ရေပေးတော့ဆိုလို့ရှိရင်ရေတို့ပွဲလေးတွေပါလုပ်ဖြစ်တယ်ဗောနော်မြန်မာဘလာစာမှာပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးအစိုးရအများကြီးနဲ့လုပ်ဖြစ်ဖြစ်တယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့တော်တော်ဝန်နဲ့ကြေကွဲနေရပါတယ်အဲအစိုးရတွေကိုယ်တိုင်လည်းအတန်နေစူညံအောင်နေလုပ်ပြီးတော့အလူခံတာမျိုးမဟုတ်ဘဲနဲ့တိတ်ဆိတ်စွာနဲ့အလူခံကျင်နေပြီးတော့အလူငွေထည့်မဲ့လူတွေကလည်းဒီသချင်းတွေနှာထောင်ပြီးတော့မှဒီ ဘေးကိုလှူကျင်တဲ့သူတွေမဟုတ်ဘူးပေါ့နော်ဘလို့ပဲဖြစ်နေပါစေဒီငလင်ဘေးအတွက်ကိုအဲတက်နိုင်တဲ့ဘက်ကနေအကုန်လုံးကူညီပေးဖို့ရှိနေရဆိုတဲ့အတွက်ကတို့ဒီတစ်ခါတော့တိတ်ဆိတ်စွာလေးနဲ့ပဲအလူခံဖြစ်ပါတယ်ရှင်တကယ်ကိုကြေကွဲရတယ်ပြီးတော့ထိတ်လန့်စိတ်တွေလည်းဖြစ်နေရပေါ့နော်ဘာလို့လဲဆိုတော့အဲ့ငလင်လောက်သွားတဲ့အချိန်ကမိနစ်ပိုင်းလေးအတွင်းမှာပဲအသက်အိုးအိမ်နေအများကြီးပဲဆုံးရှုံးသွားရတာတွေ့တယ်ပေါ့နော်အဲ့တော့ဂီးဒီတို့ကိုယ်တိုင်သာဖြစ်ခဲ့ရင်ဂီးကိုယ်တိုင်သာဒီခံစားခဲ့ရရင်ဆိုတဲ့စိတ်မျိုးတွေးမိလိုက်တဲ့အခါကျရင်တကယ်လို့စိတ်မကောင်းဘူးပြီးတော့ အများကြီးပဲဆုံးရှုံးမှုတွေပေါ့နော်ကြီးတို့အတိအကျငငယ်ချင်းတွေကြားထဲမှာရောပြီးရင်ကြီးတို့အနုပညာရှင်တွေတချို့အနုပညာရှင်တွေရဲ့အိမ်တွေဆိုလို့ရှိရင်လည်းအလုံးလိုက်ပြိုသွားတာ ရှိတယ်မန္တလေးကပေါ့နော်တငယ်ချင်းတွေအဲပြီးပါလို့ရှိရင်အဲကြီးတို့ ਨੇ တိတဲ့မိသားစုလိုက်ပါဝါတာတွေရှိတယ်ပြီးတော့ line ပေါ်မှာအများရန်ကိုယ်တွေကြည်နေရတဲ့မိသားစုချစ်ဖို့စစ်စရာကောင်းတဲ့မိသားစုလေးတွေတကွဲတပြားဖြစ်သွားတာတွေကိုကြီးတို့မြင်နေရတဲ့ခါကျတော့တကယ်ဝမ်းနေပြီးတော့ ိတ်မကောင်းဖြစ်ရတဲ့အခိုက်အတန့်ကိုဖြစ်နေပါတယ်အခုလောလောဆယ်မှာအိမ်တစ်ခုလုံးရမ်းခါနေတဲ့ဟာကြီးကိုကြုံလိုက်ရတဲ့အခါကျအခုဆိုရင်ညအိတ်လို့ရှိရင်တော့မပေါ့နော်လှုပ်နေတာလားအိတ်မပြောဘူးပေါ့နော်တခုခုအတန်ကြက်တခုကြာနေဝုန်းကနေဆိုထမိတယ်အရန်ကြီးကိုထိခိုက်ပြီးတော့မခံစားရတဲ့လူတွေတော့မှဒီလောက်ဖြစ်နေရဆိုရင်တကယ်ကို မျက်ဝါးထင်ထင်တွေးနေတွေးကြရတဲ့လူတွေပြီးတော့ကိုယ်တိုင်ကိုယ်ကျကိုခန်းစားရတဲ့လူတွေကိုယ်တိုင်ကိုယ်ကျကိုကြုံတွေ့ရတဲ့လူတွေဆိုရင်ဘယ်တော့မှအခုချိန်ထိထိတ်လန့်နေကြမလဲဆိုတာကိုတွေးပြီးတော့ခန်းစားမိပါတယ်မန္တလေးဆိုတဲ့မြို့ကြီးကလေအဲအလူတန်းမှာပဲဖြစ်ဖြစ်ဒီလိုကက်ပေးတွေမှာပဲဖြစ်ဖြစ်ပြီးတော့ယောဂကက်ပေးတွေမှာပဲဖြစ်ဖြစ်အများတန်းဟိုထိတ်ဆုံးကနေပါဝင်ခဲ့တဲ့မြို့ကြီးပေါ့နော်ရေတို့အတိအကျမိတ်ဆွေတွေထဲမှာဆိုရင်လေအဲအလူတန်းဆိုလို့ရှိရင်တကယ်ဟိုဘယ်လိုပြောမလဲ ကျေးရရော်ရော်လှူဒန်းခဲ့တဲ့သူတွေအကုန်လုံးကလည်းအခုချိန်မှာဒီဘေးအန္တရာယ်ကြီးကိုတအားကြီးခံစားလိုက်ရတဲ့လူတွေအများကြီးတွေ့ရတယ်။အဲခါကျတော့သူတို့ကိုယ်တိုင်တောင်မနှဲပြန်ပြီးတော့မတ်ထူရမယ်ဆိုတာကိုမြင်လိုက်ရတဲ့ခါကျတော့တော်တော်စင်မကောင်းဖြစ်မိတယ်။အဲအမြဲဆုံးလည်းပြန်လဲထူထောင်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ။ဟုတ်ဒီထက်မကပိုပြီးတော့စိုးဝါတဲ့နေရာတွေတည်းရှိအောင်မယ်ဆိုတာသိပါရစေ။အဲ့တော့အဲဘယ်လိုပြောမလဲအဲ့ဒီနေရာတွေကိုလည်းထိထိရောက်ရောက်အလူတွေရောက်ပါစေလို့အဲပြီးပါလို့ရှိရင် တကယ်ကိုလိုအပ်တဲ့နေရာတွေကိုထိထိရောက်ရောက်အဲလှူဒန်းနိုင်ကြပါစေလို့လည်း ြောချင်ပါရှင်အခုချိန်မှာကတော့လေဘလို့အပိဒကနှစ်သိမ့်မှုတွေကမှထိရောက်နိုင်မယ်လို့မထင်ဘူးတိလာဘာကြောင့်လဲဆိုတော့တကယ်ခံစားရတဲ့လူတွေကအဲတော်တော်ထိတ်လန့်နေကြမှာရေးကိုယ်တိုင်ရောပဲအခုချိန်မှာဆိုကြောက်စိတ်ကြီးဖြစ်နေရပါတော့ရေးဆိုလဲအထက်မြင့်မှာနေတဲ့လူဆိုတော့အဲဘယ်လိုပြောမလဲတခုခုဆိုလို့ရှိရင်ဘာဖြစ်မှာလဲတခုခုဆိုလို့ရှိရင်ဘာများထပ်ပြီးတော့ခံစားရအောင်မှာလဲဆိုတော့ခံစားချက်ကြီးနဲ့ကြောက်လန့်ကြောက်လန့်စိတ်ကြီးနဲ့နေနေရတယ်ဆိုတော့အကုန်လုံးလည်းထိတ်လန့်နေကြမယ်အဲ့တော့တဘာဝဘေးရနေရဲ့ကက်ဆိုးတွေယောဂဘေးရနေရဲ့ကက်ဆိုးတွေအများဆုံး အဲကင်းဝေးပါစေခင်ဗျတို့နိုင်ငံပါတယ်မဟုတ်ဘူးတကဘာလုံးပါလဲအေးချမ်းပါစေလို့ကြီးကဆုတောင်းပေးခြင်းပါရဲ့ရှင်ဟုတ်